နထိုးကြီး PDF အဖွဲ့ကဖန်ဆီးထားတယ်လို့သတင်းထုတ်ပြန်ထားတဲ့ရန်ကုန်အဝေးတင်တက္ကသိုလ်ကတိကဒေါ်ဝင်းဝင်းအောင်ဟာအေအဖွဲ့နဲ့ကြိုတင်ဆက်သွယ်မှုတွေရယူပြီးတွားရောက်ပူးပေါင်းခဲ့တာဖြစ်တယ်လို့မေ17ရက်မှာပြည်ညာရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။မေ18ရက်မှာမြင်းချံခရိုင်အမှတ်၄30နထိုးကြီး PDF အဖွဲ့ကမိထီလာမြို့နယ်မှာရန်ကုန်အဝေးတင်တက္ကသိုလ်တတ္တဗေဒဌာနကကတိကဒေါ်ဝင်းဝင်းအောင်ကိုဖန်ဆီးထားပြီး လိုအပ်တဲ့စုံစမ်းစစ်ဆေးမေးမြန်းချက်တွေကိုဆက်လက်လုံဆောင်မှာဖြစ်ကြောင်းထုတ်ပြန်ထားမှုအပေါ်သတင်းထုတ်ပြန်ရမှာပြည်ညာရေးဝန်ကြီးဌာနကအထက်ပါအတိုင်းထည့်သွင်းထုတ်ပြန်ထားတာဖြစ်ပါတယ်ပြည်ညာရေးဝန်ကြီးဌာနရန်ကုန်အဝေးတင်တက္ကသိုလ်တတ္တဗေဒဌာနကကတိကဒေါ်ဝင်းဝင်းအောင်ဟာ2025ခုနှစ်မေ9ရက်မှာ တာဝန်ကျနေရာကနေအကြောင်းမဲ့ပြက်ကွက်လျက်ရှိကြောင်းသိရတဲ့အတွက်စုံစမ်းစစ်ဆေးမှုတွေဆောင်ရွက်ခဲ့ကြောင်းစစ်ဆေးချက်တွေအရဒေါ်ဝင်းဝင်းအောင်ဟာငလင်ဘေးတံကြောင့်မန္တလေးတိုင်းဒေသကြီးကတက္ကသိုလ်ဝင်နှင်းပြန်လည်ဖြည့်ဆို့မဲ့ចောင်းသားចောင်းသူတွေကိုအနီးကပ်တင်ကြားပို့ချပေးနိုင်မှုအတွက်မေတရက်မှာရန်ကုန်အဝေးတင်တက္ကသိုလ်ကတခြားနေပြတွေနဲ့အတူမိထီလာတက္ကသိုလ်ကိုရောက်ရှိလာခဲ့ပြီးမင်းရက်ကအစတင်ပြီးအထက်ကနှင့်ပြောဝယ်မှာတင်ကြားပို့ချမှုတွေဆောင်ရွက်ခဲ့တယ်လို့သိရပါတယ် မေ9ရက်မနက်9:45မိနစ်ခန့်မှာဒေါ်ဝင်းဝင်းအောင်ဟာမိထီလာတက္ကသိုလ်ကနေပြောဝင်မျိုးကိုမထွက်ခွာမီ၎င်းရဲ့မိတ်ဆွေတွေနဲ့တွေ့ဆုံဖို့ဆိုတဲ့အကြောင်းပြချက်နဲ့အဖွဲ့ကောင်းဆောင်ဖြစ်သူဒေါ်မမူအေးထံဖုန်းနဲ့ခွင့်တိုင်ကြားခဲ့ပေမဲ့ပုံမှန်သင်တန်းစင်းချိန်အထိတာဝန်ကျနေရကိုရရှိလာခြင်းမရှိပဲအကြောင်းမဲ့ပြက်ကွက်ခဲ့ကြောင်းအဲ့နောက်တာဝန်ရှိသူတွေကဒေါ်ဝင်းဝင်းအောင်ထံဆက်သွယ်ပေမဲ့တစုံတရာဆက်သွယ်မှုမရရှိခဲ့ပေ။ည9:00ခွဲခန့်မှာဒေါ်ဝင်းဝင်းအောင်ရဲ့သားဖြစ်သူ မောင်ရဲလင်းမြန်ဟင်းရဲ့ဂျီမေးကိုအတန်းဖတ်အဖွဲ့ရဲ့အသုံးပြုတဲ့ hanninsu41@gmail.com ကနေ Your man condition is okay after little clicking a well free လို့ပေးပို့လာခဲ့ကြောင်းစီစစ်တွေးရှိရတယ်လို့ထုတ်ပြန်ပါတယ်။ဒါကြောင့်ဒေါ်ဝင်းဝင်းအောင်ပျောက်ဆုံးမှုနဲ့ပတ်သက်ပြီးလိုအပ်တဲ့စုံစမ်းစစ်ဆေးမှုတွေဆောင်ရွက်ခဲ့ရာမိထီလာတက္ကသိုလ်မှာရှိတဲ့ CCTV မှတ်တမ်းတွေအရဒေါ်ဝင်းဝင်းအောင်ဟာ မနက်9:48မိနစ်ခန့်မှာ၎င်းနေထိုင်တဲ့မိထီလာတက္ကသိုလ်ကန်းကော်ဆောင်ကနေ၎င်းပိုင်အသုံးဆောင်ပစ္စည်းတွေပါတဲ့အိတ်အသေးတစ်လုံးနဲ့အတူတက္ကသိုလ်အမှတ်1ဂိတ်ကနေထွက်ခွာသွားခဲ့ကြောင်းအဲနောက်မိထီလာတက္ကသိုလ်အနီးမှာရှိတဲ့အာယုံလက်ဖေးဆိုင်မှာတဦးရဲနနက်စာစားသုံးခဲ့ပြီးမနက်9:00ခန့်မှာလက်ဖေးဆိုင်ရှိကိုရောက်ရှိလာတဲ့ရင်အမှတ်စီစစ်စဲတိုယိုတာဘက်ဆိုခဲရောင်မော်တော်ယာဉ်ပေါ်ကို၎င်းရဲ့သဘောဆန္ဒနဲ့လိုက်ပါသွားခဲ့ကြောင်းစီစစ်တွေ့ရှိရတယ်လို့ပြည်ညာရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ ဒေါ်ဝင်းအောင်ဟာရခိုင်ပြည်နယ်စစ်တွေမြို့မှာမွေးဖွားခဲ့တဲ့ရခိုင်လူမျိုးတဦးဖြစ်ပြီးသူငယ်ရန်းကနေဘွဲ့ရရှိတဲ့အထက်ရခိုင်ပြည်နယ်စစ်တွေမြို့မှာပညာသင်ကြားခဲ့ကြောင်းဒါပြင်တက္ကသိုလ်တွေမှာနီးပြဆရာမအဖြစ်တာဝန်မထမ်းဆောင်မီကာလတွေမှာလည်းစစ်တွေမြို့မှာရှိတဲ့အခြေခံပညာအထက်တန်းကျောင်းအခြေခံပညာမူလာရန်းကျောင်းတချို့မှာမူလာရန်းပြအလေရန်းပြရာရုတွေနဲ့တာဝန်ထမ်းဆောင်ခဲ့မှုကြောင့်စစ်စစ်တွေ့ရှိရတယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ် တရင်စုံစမ်းဖော်ထုတ်ချက်တွေအရဒေါ်ဝင်းဝင်းအောင်ဟာ၎င်းပျောက်ဆုံးဖြစ်စဉ်ကာလမတိုင်မီအေအေတောင်းကျန်းသူအဖွဲ့နဲ့ကြိုတင်ကြံစီဆက်သွယ်မှုတွေရယူခဲ့ပြီးမေ9ရက်မှာစလင်းကြီး PDF အဖွဲ့ကကိုစရာမင်းထေးရဲ့ထိတ်ဆက်ကူညီမှုနဲ့မိထီလာမျိုးကနေစလင်းကြီးမျိုးနဲ့ကြားတက်ကြေးရွာကိုတွားရောက်ခဲ့ပြီး၎င်းကနေတဆင့်အေအေတောင်းကျန်းသူအဖွဲ့ကကိုစော်အေထွန်းထံကိုဆက်လက်တွားရောက်ပြီး အေတောင်ချမ်းသူအဖွဲ့အခြေပြုရာနေမြေအတွင်းမှာရှိတဲ့ပညာရေးဆိုင်ရာလုပ်ငန်းတွေမှာပူးပေါင်းကူညီနိုင်ရေးအတွက်ကြိုတင်ရည်ရွယ်ဆောင်ရွက်ခဲ့တာဖြစ်ကြောင်းစစ်စစ်တွေ့ရှိရတယ်လို့ထုတ်ပြန်ပါတယ်။အကြံဖတ်အဖွဲ့အစည်းတွေအနေနဲ့ငလင်ဘေးတံကြောင့်တက္ကသိုလ်ဝန်ထမ်းပြန်လည်ဖြည့်ဆို့ဖို့အင်တိုက်အားတိုက်ကြိုးပမ်းပြင်ဆင်နေကြတဲ့မိဘဆရာတွေ၊ကျောင်းသားကျောင်းသူတွေရဲ့ပညာသင်ကြားရေးကိုအနှောက်အယှက်ဖြစ်စေဖို့အတွက်လည်းကောင်းသင်ကြားရေးလုပ်ငန်းတွေမှာပါဝင်ဆောင်ရွက်နေတဲ့ဆရာဆရာမတွေကိုအကြောက်တရားနဲ့ချိန်ချောက်လွှမ်းမိုးနိုင်ရေးအတွက်လည်းကောင်းရည်ရွယ်ပြီးဒေါ်ဝင်းဝင်းအောင်နဲ့ချိန်ဆက်ခါတရင်အမတွေဖြန့်ချီခဲ့တာဖြစ်ကြောင်း င်စစ်စစ်တွေးရှိရတယ်လို့ပြည်ညာရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်